ျွန်တော်စိတ်ကျွန်တော်စိတ်နဲ့ကြည့်တော့ပြီးကြကျွန်တော်တူရီချမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်18ရက်3025နေ့အခုနေ့ရင်စတဲ့ပွဲလေးမှာပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုမွေးကွက်အခွေပတ်တီဘရိတ်ပေါ့နော်ကျွန်တော်တို့မွေးကွက်3ခွက်ကတော့2ချိန်ပေါ့2ချိန်ခီကြာသွားပြီ40 20ပေါ့နော်40 20ကျွန်တော်2ချိန်စီကြာပြီအခွေကြာပြီပေါ့ဗျာနော်ဒီနေ့အခွေကြာပြီပတ်တီနဲ့ကျွန်တော်တို့ဘရိတ်ကြံနေတယ်ပေါ့နော် တော့မိတ်ဆွေတွေညလိုက်ရှိုးမှာကျွန်တော်အခွေနဲ့ပတ်သက်လို့ main တင်ထိုးရမယ်ကဏ္ဍလေးကိုထုတ်ပေးထားခဲ့တယ်နော်ကျွန်တော်ရဲ့မိတ်ဆွေတွေ22 85ကိုအဓိက main ဖြစ်ဒီနေ့မှာကစားပေးပါနော်ကိုးပတ်တီကိုလိုက်နေတဲ့မိတ်ဆွေတွေက69နော်68 63ကိုဦးစားပေးပြီးကစားပေးပါနော်တချောက်ပလေးကိုလိုက်နေတဲ့မိတ်ဆွေတွေက9156 31 136ကိုဦးစားပေးကစားပါလို့နော်ကျွန်တော်ပြောခဲ့တယ်နောက်တစ်ချက်ကျွန်တော်ရဲ့မိတ်ဆွေတွေကြံခဲ့တဲ့ဘက်ကဗုဒ္ဓဟူးနေ့မှာ61ကြာခြင်းကြောင့်နော်ပါဝါကြခြင်းကြောင့်ပါဝါရဲ့ ပါဝါရဲ့မူအခွေလေးနော်ခွန်3ခုအခွေဒါကတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုရှိတယ်ဆိုတဲ့အကြောင်းလေးပြောပြပေးထားခဲ့တာခွန်3ခုအခွေ3လုံးခွေရလဲကြာပြီပေါ့နော်ကျွန်တော်မွေးခွက်ကတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုတာဝူးလိုက်ရှိုးမှာကျွန်တော်ပြောထားတယ်နော်ဘုတ်ဟူးကြော်သွားတယ်ဆိုရင်လုံးဝလှုပ်ပြီးလာကြီးကျွန်တော်ဖမ်းထားတာဒီအင်္ဂါမကြော်ဖမ်းထားတယ်နော်မွေးခွက်ကိုအင်္ဂါမကြော်ဖမ်းထားတယ်အင်္ဂါနေ့မှာဦးစားပေးထိုးရမယ်တနင်္လာနေ့ဒါပေမဲ့တနင်္လာနေ့ကြာသွားတယ်ပေါ့ဗျာနော်ပုံညာလေးကြာသွားတဲ့ခါကျတော့ကျွန်တော်တို့ကဒီနေ့ကိုတော့မထင်တော့ဘူးပေါ့နော် မထင်တော့ပြီမှာထတ်ကြတယ်ဗျာနော်အင်္ဂါနေ့မှာထတ်ကြတယ်နော်20ဆိုပြီးတဲ့တယ်ထတ်ကြတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေအခုဘာလေးကြံနေလဲနော်ကျွန်တော်တို့ပတ်တီးနဲ့ဗရိတ်ကြံနေတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုနေလိုက် daily ခဏလေးတွေကျွန်တော်ညလိုက်ရှုံးမှလည်းထည့်ပြောခဲ့တယ်နော်ကျွန်တော်ဂျာတာဗရိတ်နေ့မှာပြီးမယ်နော်လောလောဆယ်မှာဒီ ကနန်းလေးတွေကိုအဓိကဦးစားပေးထိုးထားဖို့ကျွန်တော်ပြောထားတယ်ပေါ့ဗျာနော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဟူးမကျော်ကနန်းလေးတွေကိုဦးစားပေးထိုးဖို့ကျွန်တော်ပြောထားတယ်ဟူးမကျော်ကနန်းလေးတွေကိုဘာတွေကိုဦးစားပေးထိုးရမလဲကျွန်တော်ရဲ့မိတ်ဆွေတွေနော်ဂျာကညကလိုက်ရှိုးရဟာနော်ညကလိုက်ရှိုးရကနန်းလေးကျွန်တော်အခွေနဲ့ပတ်သက်ရင်290အခွေနဲ့ပတ်သက်ရင်2295ကိုအဓိကမိန်ထားပြီးခိုင်းနေခဲ့တယ်ဒီညမှာလည်းကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့လက်ရှိကြံနေတာဒီပတ်သီးကြံနေပရိတ်ကြံနေ အဲ့နှစ်ခုတည်းကကျွန်တော်တို့မနက်ကိုချက်ချင်းစီပြီးဘာတွေကိုအဓိက main တင်ထိုးရမယ်ဆိုတာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ပြောမယ်နော်ဘာတွေကို main တင်ထိုးရမယ်ဆိုတာအဓိကကျွန်တော်ပြောမယ်ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကနော်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပါသေးရင်လည်း like and subscribe လေးလုပ်သွားပေးပါ like လက်မလေးတွေနှိပ်ပြီးအားပေးလို့ရတဲ့မိတ်ဆွေတွေက like လက်မလေးတွေနှိပ်ပြီးအားပေးကြပါနော်အသေးလေးပေးလို့ရတဲ့မိတ်ဆွေတွေပေးသွားပေးပါနော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်စေတနာဖြစ်ပေါ့နော်ကူညီပေးတယ်ကျွန်တော်တတ်နိုင်တဲ့ပကိုင်းတည်တည်မှတ်တည်လေးတွေကိုကျွန်တော် မျှဝေခံစားမျှဝေပေးတယ်ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုမျှဝေပေးနေတယ်နော်ကျွန်တော်မမ်းမမခေါ်ဘူးပောက်ပွေးစေတနာကြီးလည်းမဟုတ်ဘူးနော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ဖရီတက်တက်ကူညီပေးနေတယ်ပေါ့ဗျာနော်အဲ့တော့ကိုပတ်တီးကြံနေတယ်တစ်ချောက်ပရိတ်ကြံနေတယ်ကိုပတ်တီးကိုလိုက်နေတဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်နော်ကိုပတ်တီးကိုလိုက်နေတဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်မနေ့ကကိုနဲ့ပတ်သက်ပြီးဘာကိုဒီကမိန်ထားထိုးရမလဲနော်68နဲ့69ကို မိန်ထားထိုးပါနော် 68နဲ့69ကိုအဓိကမိန်းထားထိုးပါအာပြီးတော့နော်ဒါကျွန်တော်တို့19ရက်နေ့အတွက်နော်19ရက်နေ့နေ့အတွက်အတွက်19ရက်နေ့အတွက်ကိုဒါကိုကျွန်တော်တို့အဓိကမိန်းထားထိုးကိုးပတ်ကြီးကိုလိုက်နေတဲ့မိတ်ဆွေတွေကနော်19ရက်နေ့မှာကျွန်တော်တို့68နဲ့69ကိုအဓိကမိန်းမိန်းထားထိုးပါကိုးတလုံးအားကောင်းနေပြီအမနဲ့ကိုနော်ကဲဗရိတ်ကိုလိုက်နေတဲ့မိတ်ဆွေတွေရှိလိမ့်မယ်တစ်ချောက်ဗရိတ် တစ်ချောက်ပရိတ်ကိုလိုက်နေတဲ့မိတ်ဆွေတွေကဘာကိုဦးစားပေးထိုးရမလဲเนาะတစ်ချောက်ပရိတ်လိုက်နေတဲ့မိတ်ဆွေတွေကเนาะတစ်ချောက်ပရိတ်ကိုလိုက်နေတဲ့မိတ်ဆွေတွေကเนาะ6 5ရဲ့30ရဲ့နော်83ရဲ့နော်6 5 30 83အဲ့ဒါကိုအဓိကဦးစားပေးအာပြီးတော့မိန်ကစားပြီးရှင်းအောင်ပြောရမယ်ဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေတစ်ချောက်ပရိတ်ကိုလိုက်နေတဲ့မိတ်ဆွေတွေမနေ့ကကျွန်တော်တို့ ဘောလုံးနေတနေကုန်စားမှာအဓိကဦးစားပေးလိုက်ရမယ်ပရိတ်ကတစ်ပရိတ်ကိုလိုက်နော်6ပရိတ်ကိုကကျွန်တော်ရဲ့မိတ်ဆွေကြီးနော်ထိုးရင်းကအရင်သဘောမျိုးနဲ့ပဲထိုးပရိတ်ကိုလိုက်နေတဲ့မိတ်ဆွေကြီးရှိဆိုရင်တစ်ပရိတ်ကိုဦးစားပေးဆိုဘုတင်လိုက်နေတယ်ဆိုရင်ကျွန်တော်တို့တစ်ပရိတ်နော်6ပရိတ်ကိုတော့ကျွန်တော်တို့လိုက်လာတယ်ကျွန်တော်တို့တနင်္လာနေ့ကလိုက်လာတယ် ပွဲဦးရဲ့အလိုက်ရဲ့အရင်ကဘူးပဲထိုးနော်လိုက်နော်အဲ့မှာကျွန်တော်တစ်ချောက်ပလိတ်နဲ့ main တင်လိုက်ရမယ်အကွက်ဒီက65383နော် main တင်လိုက်ရမယ်အကွက်ဒီက65383ဒါမှမဟုတ်ဒီပွဲမှာလည်းကျွန်တော်ရဲ့မိတ်ဆွေတွေရာဇင်းလောက်တော့ရကြပါပြီနော်ကျွန်တော်မွေးကွယ်3ကွယ်ထုတ်ပြီးတယ်2ကွယ်ထွက်သွားပြီနော်ဒါပေမဲ့ကျွန်တော်အတွက်ဒီနေ့အတွက်ကိုကျွန်တော်အဓိက main ပေးတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုနော်290အခွေတွေကနေ20 95 85ကိုအဓိက main ထိုးဖို့ကျွန်တော်ပေးခဲ့တယ်နောက်ပြီးကျွန်တော်တို့6တက် ကြံခဲ့တဲ့ဘွယ်ကဗုဒ္ဓဟူးနေ့မှာပါဝါကြာခြင်းကြောင့်ပါဝါရဲ့အခွေလေးနော်ခွန်သုံးခုအခွေလေးကိုဘုဖို့ကျွန်တော်ညသတိပေးခဲ့တယ်ထားပါတာတွေကနော်အဲ့တော့ကျွန်တော်တို့ကပြီးခဲ့တာတွေကပြီးပြီအဲ့တော့မနေ့ဖန်မှာအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့စူးစမ်းကြမယ်နော်အဲ့တော့စူးစမ်းကြမယ်ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုနောက်တစ်ချိန်ကျွန်တော်ပြန်ပြောပေးခြင်းနေတယ်နော်ဒါမင်းကစားပါနော်ဒီက6930 83ကိုအဓိကကစားနောက်တစ်ချက်ကျွန်တော်ရဲ့မိတ်ဆွေတွေတာဝူးပွဲဦးလိုက်ရှုံးမှာကျွန်တော်ပြောထားခဲ့တာရှိတယ် เนาะဒီဘွဲမှာတနင်္လာနေ့ခြံခဲ့တဲ့ဘွဲကအပူကြခြင်းကြောင့်အဲ့လမ်းဒီပြန်ကြလာရင်ဖေခနန်းမျိုးတွေလာမလဲကျွန်တော်ရဲ့မိတ်ဆွေเนาะပြန်ကြဆိုခနန်းက လာမယ်ဆိုရင်ဒီဘွဲမှာเนาะပြန်ကြကလာမယ်ဆိုရင်ဒီဘွဲမှာက6ရှင်းနဲ့6တက်ကိုမနဲ့မှာသတိထားပါเนาะအရှင်းနဲ့6တက်ကိုအာအာသတိထားပါเนาะပြန်ကြကိုကြိုက်တယ်ဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေကြံခဲ့တဲ့ဘွဲတွေကခနန်းပြန်ကြကိုကြိုက်တယ်ဆိုရင် 68နဲ့67ကိုသတိထားပါအဓိကမင်းက68ဆိုတဲ့ကဏ္ဍတော့ပြန်မင်းကောင်းလိမ့်ရနော်ကဏ္ဍပြန်ချလာမယ်ဆိုရင်နော်ကြံခဲ့တဲ့ပွဲရကဏ္ဍဒီပွဲမှာပြန်ချအဖြစ်လာဖို့ရှိတယ်လာခဲ့မယ်ဆိုရင်68နဲ့68ကအဓိကမင်းပါနော်ကျွန်တော်ကြာတာပရင်းနေမှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုအကောင်းဆုံးကဏ္ဍလေးကိုကိုကျွန်တော်ရှာဖွေပြီးတော့နော်တတ်နိုင်ဆုံးကျွန်တော်စူးစမ်းပေးမယ်နော်အခုလောလောဆယ်မှာကျွန်တော်ပွဲဥပိုင်းစပြီးဗုဒ္ဓဟူးမကျော်ပြေးထားတဲ့ကဏ္ဍလေးကြီးမွေးခွက်အခွေပတ်တိဘရိတ်နော်ဒါလေးတွေကိုပဲကျွန်တော်တို့ ရချိန်မစီမချင်းသွားကြမယ်နော်သွားပြီးလို့ရှိရင်ကျွန်တော်တို့ဗုဒ္ဓဟူးနေ့ရောက်ပြီးမနက်ဖြန်ကိုကျွန်တော်တို့နေကုန်ပြီဆိုရင်အဋ္ဌညရဲ့လိုက်ရှုနောင်းနေအတွက်မှာကျွန်တော်တို့နောင်းနေအတွက်ခဏသီးသန့်ကိုကျွန်တော်တို့သွားကြမယ်နော်မနက်ကိုရချိန်စီနော်ရချိန်စီဆိုတော့ကျွန်တော်တို့တခုတော့စိုးရင်နေရာရှိတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေပတ်သီးရဲ့ဗရိတ်တွဲကြဖို့အားကတော်တော်လေးနည်းတယ်ဗရိတ်နဲ့အခွင့်နဲ့နော်မနက်စေးမှာ ဥပမာဆိုကြပါစို့ဘရိတ်ကြခဲ့မယ်ညနေစေးမှပတ်တီးကြခဲ့မယ်အဲ့လိုကြကောင်းတော့ကြလိမ့်မယ်တွဲကြဖို့အားတော်တော်နေနေနော်တမျိုးကတော့ပြေးမလွတ်နိုင်ဘူးဒါပေမဲ့ဖြစ်နိုင်ခြေအရှိဆုံးကဏ္ဍတွေကိုကျွန်တော်ရဲ့မိတ်ဆွေတွေကိုအ ਨੇ ဆုံးနဲ့အကျဉ်းဆုံးဖြစ်အောင်ကျွန်တော်ပေးထားပြီးတယ်နော်ဘရိတ်နဲ့ပတ်သက်ရင်ကျွန်တော်တို့6 9 8 3ရဲ့10ကိုယူအဓိကမိန်ထားထိုးပါပတ်တီးနဲ့ပတ်သက်ရင်6 8နဲ့6ခုံကိုအဓိကမိန်ထားထိုးပါနော်မိန်ထားထိုးပါဘရိတ်ကိုနှလုံးလိုက်နေတဲ့မိတ်ဆွေတွေက တစ်ပရိတ်ကိုဦးစားပေးလိုက်ပါเนาะ6ပရိတ်ကိုအရန်ထားပြီးတော့တစ်ပရိတ်ကိုဦးစားပေးလိုက်ပါเนาะပြန်ချကိုဝါသနာပါတဲ့မိတ်ဆွေတွေက6ရှင်းနဲ့6တစ်ကိုသတိထားပါเนาะကျွန်တော်တို့19ရက်နေ့အတွက်เนาะကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပါသေးရင်လုပ်ထားပြပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲเนาะအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ကကြာတာပရိတောက်ကြမှာကျွန်တော်အကောင်းဆုံး အနေနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးမယ်နော်အကောင်းဆုံးကဲပေါ့ကဏ္ဍတွေကိုနော်ကျွန်တော်အကောင်းဆုံးကြိုးစားပြီးရှာဖွေပြီးမယ်လောလောဆယ်မှာတော့ကျွန်တော်ရဲ့မိတ်ဆွေတွေတွားနေမယ်ကျွန်တော်ရဲ့အဖွဲ့ဝင်မယ်ဆိုလဲဥမာဆိုကြပါစို့ကျွန်တော်ကိုကျွန်တော်ရှိမှဝင်မဟုတ်ဘူးနော်ကျွန်တော်တင်ပေးနေတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေဘက်ကကြည့်ရှုအားပေးရင်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေဒီ ဝေးကွက်၃ခွက်ကိုယူမယ်ဆိုရင်ပေါ့ဗျာဥပမာဆိုကြပါတော့၁000လို့၂000လို့ရှေးကောင်းရှိလိမ့်မယ်ကျွန်တော် free ပေးနေတာကျွန်တော်ရဲ့မိတ်ဆွေတွေကိုနော်အလကားပေးနေလို့တော့နှမျိုးတော့မထင်ပါနဲ့နော်တကယ်လို့အဖွဲ့ဝင်ခေါ်တဲ့မိတ်ဆွေကလည်းမှဒါပေမဲ့ကျွန်တော်ရဲ့ live show တွေကိုပေါ့နော်တောက်လျှောက်ပြန်လဲဆစ်ကြည့်ပါအောင်နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ live show မှာကျွန်တော်လွှင့်ခဲ့တဲ့တထောက်လျှောက်လုံးမှာကျွန်တော်ပေးခဲ့တဲ့ခဏန်းတွေနော်ပေးခဲ့တဲ့ပတ်တီပရိတ်အခွေတွေကျွန်တော်ရဲ့မိတ်ဆွေတွေလက်သင့်ခံနိုင်လို့ရတဲ့အနေအထားတစ်ခုမှာရှိပါတယ်နော် အဲ့တော့ပြန်လဲစစ်ဆေးကြည့်ပါနော်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲနော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲဒီညမှာလည်းတိတ်ပြီးရှိဝေးတော့မရှိဘူးနော်ကျွန်တော်ရဲ့မိတ်ဆွေတွေလက်ရှိရှိနေတဲ့ကြံနေတဲ့နော်ပတ်ကြားနဲ့ပတ်သက်လိုက်68နဲ့61ကိုသတိထားထိုးနော်ကျွန်တော်ဒီနေ့တနေ့ကုန်သားမှာလည်းကျွန်တော်သတိပေးခဲ့တယ်290အခိုင်းနေ20 95 85သတိထားနော်ကိုးပတ်တီကိုလိုက်နေ90 95 98 93သတိထား တခြားပရိတ်ကိုလိုင်း9 1 9 6 3 9 1 3 6ကိုသတိထားနော်ဒါဒီနေ့တနေ့တာအတွက်ပြီးခဲ့တာမနဖန်အတွက်ကကျွန်တော်တို့ပြောင်းသွားပြီနော်ဒါတွေကကျွန်တော်တို့မနေ့ကဟာနော်ဒါကမနဖန်အတွက်မနဖန်အတွက်ဒီပရိတ်နဲ့ပတ်သက်ရင်ဒီမှာပတ်သီးနဲ့ပတ်သက်ရင်ကိုယ်ပတ်သီးနဲ့ပတ်သက်ရင်ဒီမှာပြန်ချကိုကြိုက်တယ်ဆိုရင်ပြန်ချကိုပြန်ပြီးထိုးခြင်းလေဆိုရင်မိတ်ဆွေတွေကဒီမှာကျွန်တော်တို့6ရှင်းနဲ့6တက်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲနော်မနဖန်မှာလည်း ကန့်ကောင်းကြပါသည်ဗျာနော်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးကကန့်ကောင်းကြပါသည်အောင်မြင်ကြပါသည်နော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုလည်းကျွန်တော်တတ်နိုင်